Hello အားလုံးပဲမင်္ဂလာပါရှင် ဒီနေ့မှာတော့မချက်စာဖြစ်တာကြပြီဖြစ်တယ်။ချက်စစ်ထမင်းကကောင်းလေးအိမ်မှာအလွယ်ချက်စာဖြစ်ပါတယ်။ဖြူအားချက်နေလေးကိုတခါတည်းဗီဒီယိုလေးနဲ့တကွာတင်ပေးလိုက်ပါတယ်ရှင်။ဒီမှာဆိုလို့ရှိရင်တော့ချက်စစ်ထမင်းနဲ့တွေ့စားမယ်။အချင်းဆက်နေလေးကိုပါပြောပြထားပါတယ်နော်။လွယ်ကူမြန်ဆန်ပြီးတော့ရန်လဲစားလို့ကောင်းတဲ့နေလေးမို့လုံနေလေးကိုသိရအောင်ဖြူရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်။ပထမဆုံးပပတ်ဆူတဲ့ရင်းနှွေးဦးထဲကိုထူလာပြီးသားနန်းနန်းပင်မြည့်ရဲ့ချက်သွုံဖြူရဲ့ပပလှထားတဲ့ ရှင်တို့ကိုထည့်ပေးလိုက်ပါတယ်။ဒါကတော့စက်တာပြုတ်ပေးရန်ပေါ့နော်။ပြရနဲ့ရက်တာတစ်ခါလဲဆက်ထားပေးလိုက်ပါတယ်ရှင်။ရက်တာအတွက်ကတော့သူ့ရဲ့ဖြိုးကအသားမှုတ်ထဲ့တယ်။ပြီးတော့စားလေးနှင်းငယ်ထည့်ပေးလိုက်ပါတယ်။ပြီးတော့ပန်းငယ်ပြည့်ရဲ့အချီကိုလည်းထည့်ပေးလိုက်ပါတယ်။ထည့်ထားတဲ့ပမာဏတော့ဖြိုးတိကျမပြောတော့ဘူးပေါ့နော်။ရက်တာပုံငန်းကိုတော့ကိုစိတ်ချပြင်ဆင်ပေးနိုင်ပါတယ်ရှင်။ နောက်ဆုံးကြမှာတကြားကိုထည့်ပေးတာနဲ့ရေစေးတန့်စင်ထားတဲ့ကြက်ပောင်ကိုထည့်ပေးလိုက်ပါကြက်ပောင်တို့ဖြိုးကကြက်ပောင်ကြီးလေးဖက်ကိုတုံးထားတယ်ပေါ့နော်ဒီလေးဖက်ကိုမှနှစ်ဖက်ကိုကြတော့နှစ်ပိုက်ပိုက်ပြီးတော့ဒီပောင်သားကိုပေါ့နော်အယိုးလေးတွေထုတ်ထားပေးပါတယ်နှစ်ဖက်ကိုကြတော့ဒီတိုင်းထည့်ပေးထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဖြိုးတုံးထားတာကြက်ပောင်ကြီးလေးဖက်ပဲဖြစ်ပါတယ်ရှင်ပြရနဲ့ငှို့ကောင်းမှုလေးနှင်းငယ်ကိုအုပ်ပေးတာနဲ့ရေကိုကြက်သားမျိုးတွေထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ပပတ်ဆူတဲ့အထိပေါ့နော်တဲသွားပေးလိုက်ပါတယ် ဖြိုးထုတ်တက်သွားလိုက်တာအခုလိုမျိုးလေပပဆူကြီးပေါ့နော်15မိနစ်မိနစ်30လောက်ရပြီဆိုလို့ရှိရင်တော့ဒီဟင်းကြီးလေးကိုဖြိုးသွားထမင်းတက်ပေးရန်အတွက်ခတ်ထုတ်ပေးလိုက်ပါတယ်ရှင်ဒီဟင်းအိုးထဲကိုဖြိုးသွားကြောက်ဖြုံတီလဲထဲမှာဖြစ်တဲ့အတွက်အရင်မြောက်တအားရှန်သွားမှာဆိုလို့ပေါ့နော်ဒီရေကိုလည်းဖယ်ထုတ်ပေးထားလိုက်ပါတယ်ဖယ်ထားတဲ့ရေကိုတော့ဖြိုးသွားထမင်းတက်တဲ့နေရာမှာသုံးမှာဖြစ်ပါတယ်ပြီးရနဲ့လှိဖြတ်ထားတဲ့ကြောက်ဖြုံတီသလုံးစာကိုထည့်ပေးလိုက်ပါတယ် ဟင်းချိုလေးဟာပို့ပြီးတော့ခြိုးပြီးတော့ပို့ပြီးမှွေသွားအောင်ပေါ့နော်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့မိခက်အေးလေးနဲ့တည်သွားပေးလိုက်ပါမယ်ရှင်ဒီချက်သားလေးနူးသွားတဲ့အထိပေါ့နော်ပြီးရင်တော့ဖြူတို့အချင်းလေးလုတ်ပေးရန်အတွက်ငှုပ်သည်စိမ်းရဲ့ဂျင်းရဲ့ချက်သွုံဖြူရဲ့နာနာပင်မြည့်ရဲ့ကိုထည့်ပေးလိုက်ပါတယ်ပမာဏကတော့ဖြူပကံမှာပြတ်ထားတဲ့အတိုင်းပေါ့နော်ရတာအတွက်ကတော့တကြားရဲ့စားရဲ့သားမုတ်လေးနှင်းငယ်ဟောထည့်ပေးလိုက်ပါတယ်ရှင်ပြီးတော့ဘဲငက်ပြည့်ရဲ့အချီနှဆုံးစာလောက်ကိုပါထည့်ပေးလိုက်ပါတယ် ရောင်လေးလောက်စီရင်အတွက်ဘဲငက်ပြရဲ့အနောက်လေးနင်းငယ်ဟွာထပ်ပေးတာနဲ့နောက်ဆုံးကြားမှာဒီဘဲငက်ပြကိုပေါ့နော်နှစွန်းစာလောက်ကိုထပ်ပေးလိုက်ပါရရှင်ဒီဘဲငက်ပြကိုတော့ထိုင်းမှာဆိုလို့ရှိရင်တောက်ကျော်လို့ခေါ်ကြပါရနော်ပြရနဲ့တံမြန်သေးတလုံးစာကိုညှစ်ထပ်ပေးရနဲ့နောက်ဆုံးကြားမှာရေလေးနင်းငယ်ကိုထပ်ပေးတာနဲ့အားလုံးကိုယောပြီးတော့ကြိတ်ထားပေးလိုက်ပါဒီနေရာမှာဆပ်ပလာတွေကိုထောင်းပြီးမှပြသာဆက်ပေးမယ်ဆိုလည်းရပါရနော်ဖြူကတော့အားလုံးကိုယောပြီးတော့ကြိတ်ထားပေးလိုက်ပါရရှင် ဖြိုးရိုက်ချိန်သွားလိုက်တာအားလုံးလည်းညံ့သွားပြီဆိုလို့ရှိရင်တော့ရတာပေါ့ငံကိုတခါတည်းညှိပေးလိုက်ပါမယ်နော်ဒီနေရာမှာအပေါ့ငံကိုကိုယ်စိတ်ချပြင်ဆင်ပေးနိုင်ပါတယ်ရှင်။ဖြူရတော့သူတွေကိုတံပြာရည်လေးနှဲငယ်နဲ့တခြားလေးနှဲငယ်ကိုထပ်ထပ်ပေးထားပါတယ်။ ။အရသာလည်းလုံးဝဆင်ကြပြီဆိုလို့ရှိရင်တော့ကျက်စစ်ထမင်းနဲ့တွဲစားမယ်။အချင်းကောက်ကောင်းလေးရတော့ရပါပြီရှင်။ခဲ့ပြီးရင်တော့သူ့ကိုပုဂံလေးထဲကိုပြောင်းထည့်ပေးထားလိုက်မယ်ပေါ့နော်။ပြီးရင်တော့ဖြိုးထုတ်တဲ့ထားတဲ့ချက်သားအိုးလေးကိုလာကြည့်ပေးလိုက်ပါမယ်။ချက်သားကလည်းနူးနေပြီဆိုလို့ရှိရင်တော့ဒီချက်သားဖက်တွေကိုဆက်ထုတ်ပေးထားလိုက်ပါမယ်နော်။ဒီချက်သားကိုတော့ဖြိုး45မိနစ်လောက်ပြုတ်ပေးလိုက်တယ်ပေါ့နော်။နူးသွားအောင်။ပြီးရင်တော့ဒီကျန်နေတဲ့ဟင်းရီကိုလည်းရသာပုံငန်ကိုမြည်ပေးလိုက်ပါမယ်ရှင်။ဒီညမှာရသာပုံငန်ကိုကိုယ်စိတ်ကြိုင်ပြင်ဆင်ပေးနိုင်ပါတယ်။ဖြိုးကတော့ရသာလုံးဝကောင်းနေတာနဲ့ ယ်ဟင်းချိုလေးကိုဘာမှထမ်းထားတော့ဘူးပေါ့နော်ဟင်းချိုလေးကဆိုလို့ရှိရင်ချိုပြီးတော့မွေးနေရောပဲကဲဟင်းချိုလေးလည်းရနေပြီဆိုလို့ရှိရင်တော့ဖြူတို့ထမင်းတက်ပေးရန်အတွက်အိုးဘူးထဲကိုချက်အည်ခွန်ကိုဖြူတို့ထည့်ပေးလိုက်မယ်ပြီးရင်တော့ဒီချက်အည်ခွန်ထဲကစီလေးတွေထွက်လာတဲ့အထိပေါ့နော်ကြော်သွားပေးလိုက်ပါမယ်ရှင်ချက်စစ်ထမင်းကိုအခုလိုမျိုးလေးချက်အည်ခွန်ကထွက်လာတဲ့စီလင်းနဲ့တက်မှသာအနက်လေးရလဲပို့မှွေးပြီးတော့ပို့ပြီးတော့စားလို့ကောင်းမှာဖြစ်ပါတယ်။ ဖြူရိုဆက်ရှိရှိလေးနဲ့ပေါ့နော်အချဲလေးနည်းလေးပေးပြီးတော့ဒီကြက်ရည်ခွန်ထဲကစီလေးထွက်လာတဲ့အထိကြော်သွားပေးလိုက်ပါမယ်ရှင်။ကြော်သွားပေးလိုက်တာကြက်ရည်ခွန်ကအခုလိုမျိုးလေးလုံးဝချက်ပြီးတော့စီလေးလည်းထွက်နေပြီဆိုလို့ရှိရင်တော့ဒီကြက်ရည်ခွန်ကိုဖြူရိုဖယ်ထုတ်ပေးလိုက်မယ်ပေါ့နော်။ပြီးရနဲ့ပပလေးထားတဲ့ဂျင်းနှပြားစာလုံးနဲ့နည်းနည်းလေးမြင့်နေငယ်ကိုထည့်ပြီးတော့အနက်လေးမှုလာတဲ့အထိကြော်သွားပေးလိုက်ပါရဲ့။ နတ်လေးမွေးလိုက်ပြီဆိုတာနဲ့ဖြိုးသွားရေးစေးထားတဲ့ဆန်ကိုတစ်ခါတည်းထည့်ပြီးတော့ဒီဆန်နဲ့သမသွားအောင်ပေါ့နော်မွေးသွားပြလိုက်ပါရရှင်ခဏလောက်မှုပြီးတာနဲ့သူ့ရဲ့ဖြိုးကစားလေးနှင်းငယ်ကိုပါထက်ပေးလိုက်ပါတယ်။ စာလင်နှင်းကိုထက်ပြရနဲ့အားလုံးသမတော်ပြန်ပြီးတော့မှုတော်ပြလိုက်တယ်။အားလုံးလည်းသမတော်ပြီဆိုလို့ရှိရင်တော့ဖြူတို့ထမင်းတက်မဲ့အိုးဟဲကိုပြောင်းထက်ပြလိုက်ပါမယ်။ကဲဆန်းကိုဖြူတို့ထမင်းတက်မဲ့အိုးဟဲကိုပြောင်းထက်ပြလို့ရှိရင်တော့ခဏခဏဖယ်ထားတဲ့ဒီဟင်းချူရီလေးပေါ့နော်။ကဲဆော့ပြုတ်ရီလေးကိုထက်ပြလိုက်ပါမယ်ရှင်။ထမင်းတက်ဖို့အတွက်ဖယ်ထားတဲ့ရီကနည်းနည်းလေးနည်းနေတာနဲ့ဒီဟင်းချူအိုးဟဲကပါရီလေးနဲ့ဆုံးသုံးဆုံးလောက်ပါခတ်ထက်ပြလိုက်ပါရရှင်။ ရေချိန်ဝင်ကြတော့ဖြစ်လို့ပုံမှန်ထမင်းတက်နေကြတဲ့ပဲချိန်ဆပြီးတော့တဲပေးရမှာဖြစ်ပါရဲ့နော်ပြီးရင်တော့ပုံမှန်ထမင်းတက်နေကြတဲ့ပဲခလုတ်လေးနှိပ်ပြီးတော့ထမင်းချက်တဲ့ထိတဲသွားပေးလိုက်ပါမယ်ရှင်ကဲခုဆိုလို့ရှိရင်တော့ဖြိုးလို့ရဲ့ကြက်စီထမင်းလေးကတော့ကြက်နေပြီပေါ့နော်ကြည့်ပါဦးအယောင်စင်းလေးရဆိုလို့ရှိရင်လုံးဝချောချောလေးနဲ့ပေါ့နော်အနက်လေးရဆိုလို့ရှိရင်မွှေးနေရောပဲအရန်လဲစားချင်းစရာကောင်းပါတယ် ကဲထမင်းလည်းရပြီဆိုလို့ရှိရင်တော့ဖြူတို့ဖယ်ထားတဲ့ချက်သားကိုကိုစိတ်ကြိုက်တုံးချီသေးကိုလှစ်ဖြတ်ပြီးလို့ရှိရင်တော့သုံးဆောင်နိုင်ပါပြီရှင်။ ကဲခုဆိုလို့ရှိရင်တော့အရင်ကိုစားလို့ကောင်းတယ်ဖြူတို့ရဲ့တက်စစ်တမင်မှမှုလေးရတော့စားဖို့ဆက်သဖြစ်နေပါပြီရှင်ဒီအချင်းရင်ပေးကအမဲရောင် sauce လေးရကြတော့ဘဲငတ်ပြရဲ့အချိုးပဲဖြစ်ပါတယ်ဘဲငတ်ပြရဲ့အပြည့်အချိုးပေါ့နော်ဖြူတို့စားတော့မှဆိုလို့ရှိရင်ဆက်ထားတဲ့အချင်းရင်လေးကိုထည့်မယ်ပြီးတော့ဒီဘဲငတ်ပြရဲ့အပြည့်အချိုးလေးနင်းငယ်ကိုထည့်ပြီးလို့ရှိရင်တော့နန်းနန်းပြနင်းငယ်ကိုပါထည့်ပေးလိုက်မယ်ပြီးရင်တော့အားလုံးသမတော်အောင်နှဲသွားပေးလိုက်မယ်ပေါ့နော်သမတော်ပြီးဆိုမှဒီချက်သားလေးနဲ့တွဲစားပါလို့အချက်ပေးချင်ပါတယ်ရှင်ဒီနေ့လေးကအရင်ကိုစားလို့ကောင်းပါတယ် င်ကဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုဖြွေးနေဖို့တက်တယ်မှာပြန်ဆုံးကြမယ်เนาะအားလုံးပဲဘိုင်